စကောင်းဆောင်မယောင်လိုင်းကိုအာဂျင်တီးနားတရားရုံးကနေဖမ်းဝမ်းထုတ်လိုက်ပြီဖြစ်သလိုသူသားဖြစ်တဲ့အောင်ပြေစုံကလည်း UK မှာဖမ်းခံရတယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။မောင်ဆိုတဲ့အမည်နဲ့ TikTok account တစ်ခုကနေ April 23ရက်နေ့မှာမယောင်လိုင်းသားအောင်ပြေစုံကို UK နိုင်ငံလေးစိတ်မှာဖမ်းမိပြီဟေလို့ထဲသွင်းရေးသားထားတဲ့ရုပ်သက်ဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။ဒီရုပ်သက်ဖိုင်ကိုကြိုင်းတဲ့သူ18000နဲ့ကြည့်ရှိသူ6သိန်းနီးပါးရှိနေပါပြီ။ ။မီဇီမာကဒီကြောင်းရံနဲ့ပတ်သက်လို့ချက်လက်စစ်ဆေးခဲ့ပါတယ်။ရုပ်သံဖိုင်ထဲမှာတော့စစ်ကောင်းဆောင်မေးအောင်လိုင်းကိုအာဂျင်တီးနားတရားရုံးကဒီဖောင်နာထုတ်လိုက်ပြီးဖြစ်သလို Red Alert လည်းလှုပ်ထားပြီးဖြစ်တဲ့အကြောင်းပြောထားတဲ့အပြင်သူသားအောင်ပြေဆုံး UK မှာဖမ်းခံရတယ်လို့ပါပြောထားပါတယ်။စစ်ကောင်းဆောင်မေးအောင်လိုင်းကိုအာဂျင်တီးနားတရားရုံးကနေဖောင်နာထုတ်ထားတာကအမှန်ဖြစ်သလို Red Alert လည်းလှုပ်ထားတယ်ဆိုတဲ့အကြောင်းမြန်မာရိုဝင်ဂျာတင်ဥက္ကရာဥထုခင်ကခေတ်သစ်သတင်းဌာနကို Ever 21ရက်နေ့ကဖြေဆိုထားပါတယ်။ ဒီအကြောင်းအရာမှန်ကန်ပေမဲ့စစ်ကောင်းဆောင်ရဲ့တအဖမ်းခံရတဲ့နဲ့ပတ်သက်လို့ရှာဖွေစစ်ဆေးခဲ့ရမှာစစ်တပ်ကိုထောက်ခံအားပေးတဲ့သတင်းဌာနတွေမှာရောလွတ်လပ်ပြီးအမိကိုကင်းတဲ့သတင်းဌာနတွေမှာရောဒီအကြောင်းနဲ့ပတ်သက်ပြီးရေးသားဖော်ပြထားကြတာမရှိပါဘူး။ဒါကိုကြည့်ရင်မင်းအောင်လိုက်သားအောင်ပြေစုံအဖမ်းခံရတယ်ဆိုတော့မဖြစ်နိုင်ပါဘူး။အဲ့ဒီပုစာတပတ်ထီကြာမြင့်နေပြီဖြစ်ပေမဲ့အခုထိလည်းအောင်ပြေဆုံးအဖမ်းခံရတဲ့ပတ်သက်လို့ဗဲသတင်းဌာနတွေကမှရေးသားဖော်ပြထားတာမရှိသေးပါဘူး။ ဒါကြောင့်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တာအောင်ပြေဆုံး UK လေးစိတ်မှာအဖမ်းခံရတဲ့ဆိုတဲ့သတင်းဟာလောက်ချံဖန်တီဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ခုလို TikTok အကောင့်တွေဟာသတင်းမှန်ပေါ်အခြေခံကအချက်လက်မှားတွေထည့်သွင်းပြီးလူစိတ်ဝင်မှုများအောင်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။သတင်းသူတွေဖြန့်ဝေပြီးဒီကနေအကျိုးမြတ်ရအောင်စူးစမ်းနေကြတာပဲဖြစ်ပါတယ်။ ီစီမားကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တင်းနေရှိခဲ့ရင်မီစီမားကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် t.ly/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တင်းအကြောင်းအရာကိုလင်းနဲ့တကွာပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လောကမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကုလနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။